မင်္ဂလာပါရှင်။ရောင်းကိတ္တချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အာဆီယံကစစ်တပ်ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်မယ်လို့စစ်တပ်ကတပတ်သက်သတင်းထုတ်ပြန်။မြန်မာရေပြင်ရှင်အမရွေးကောက်ပွဲကဦးစားပေးမဟုတ်ဆိုတဲ့အာဆီယံနိုင်ငံသားရဲ့ဝင်ကြီးရက်တီချန်နဲ့ကွဲလဲနေ။အာဆီယံကစစ်တပ်ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်မယ်လို့မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးမိုဟာမက် ခက်ဆန်ကပြောဆိုကြောင်းမြန်မာဂျက်ဖက်စစ်တပ်ကတပတ်သက်သတင်းထုတ်ပြန်နေ။နေပြည်တော်မှာမလေးရှားနိုင်ငံသားရဲ့ဝင်ကြီး မော်ဟာမက်ခက်ဆန်နဲ့အကြဖတ်မြောင်းလိုင်းတို့တွေ့ဆုံစဉ်မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကထို့သို့ပြောဆိုခြင်းဖြစ်တယ်လို့အကြဖတ်စစ်တပ်ကတဖက်သက်သတင်းထုတ်ပြန်လာခြင်းဖြစ်တယ်။ဂျမန်နဲ့တွေ့ဆုံပွဲမှာမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကမြန်မာနိုင်ငံရဲ့ပါတီဆောင်ဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပပြုလို့ပြင်ဆင်နေမှုတွေအတွေ့ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းအာဆီယံနေဖြစ်မြန်မာနိုင်ငံဂျိုးပန်းဆောင်ရွက်မှုတွေကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပြီးသွားမည်ဖြစ်ကြောင်းအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စဉ်ရဲ့အကြံပြုပြောကြားလိုကြောင်းရွေးကောက်ပွဲလေးလာဆောင်ကျင်းဖွဲ့တွေကိုလည်းဆဲလွတ်ပေးသွားမည်ဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးကပြောဆိုကြောင်းစစ်တပ်ကတဖက်တပ်သတင်းထုတ်ပြန်တဲ့ဆိုရရင်ဇူလိုင်လအတွင်းကျင်းပခဲ့အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးမှာမြမရေးဖြစ်ရှင်အမရွေးကောက်ပွဲကအာဆီယံရဲ့ဦးစားပေးမဟုတ်တာကိုအာဆီယံကသဘောတူခဲ့ကြောင်းအာဆီယံဘုံသဘောတူညီချက်၅ရက်နဲ့ မြမရေးလိုက်တာဖြစ်ရှင်မြမစစ်တပ်ကိုအထက်ကဦးစားပေးတိုက်တွန်းခဲ့တယ်။ထို့ကြောင့်ဂျပန်စစ်တပ်ရဲ့ယမန်နေတွင်းဆောင်မှုသတင်းထုတ်ပြန်ချက်မှာအာဆီယံနိုင်ငံသား၏ဝင်ကြီးများအစည်းအဝေးရဲ့ရည်တည်ချက်နဲ့လုံးဝကွဲလွဲနေရာမလေးရှားနိုင်ငံသား၏ဝင်ကြီးဌာနကတစုံတရာထုတ်ပြန်ခြင်းမရှိပါဘူး။မြန်မာနိုင်ငံမှာအာဆီယံဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တော့လဲဆရာနာတင်လိုက်တဲ့ဖြင့်အာဆီယံကမြန်မာကိုအစည်းအဝေးတွေမှာဖဲထုတ်ခဲ့ကြအောင်ရင်းနောက်မြန်မာရေကိုဖြစ်ရှန့်အာဆီယံပုံသဘောတူညီချက်၅ရက်ကို လေးစားလိုက်နံပြက်ကွက်ခြင်းကြောင့်မြန်မာစစ်တပ်ကအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဝင်ကြီးများအဆင့်အစည်းအဝေးတရားခွင်ကို2022ခုနှစ်ကနေကအာဆီယံကပိတ်ပင်ခဲ့တယ်။အာဆီယံရဲ့တည်မြဲမှုအတွက်ခိုင်မာတဲ့ပြည်သူ့ဗဟိုပြုချေကမ်းမှုလိုအပ်ကြောင်းထိုင်းနိုင်ငံသားဝင်ကြီးကပြောအာဆီယံဖွဲ့အားတည်မြဲနေမယ်ဆိုပေမဲ့ပြောင်းလဲလာတဲ့ကာလနဲ့လိုက်ရောညီထွေဖြစ်အောင်ဆောင်ရွက်မှာဖြစ်ကြောင်း2025ခုနှစ်အတွက်ညှော်မှန်းချက်တွေပြည့်မီစေဖို့ရှေ့ဆက်လှုပ်ဆောင်အောင်မှာပြည်သူ့ဗဟိုပြုချေကမ်းမှုကိုခိုင်ခိုင်မာမာကျင့်သုံးသွားမှာဖြစ်ကြောင်းထိုင်းနိုင်ငံသားဝင်ကြီးကပြောတယ်။ အော်တိုဘာလာ6ရက်နေ့ကဂျာကာတာမြို့မှာကျင်းပခဲ့ပြည်သူ့အတွက်အာဆီယံညီလောင်ခံပိတ်ပွဲအခမ်းအနားမိကုံမှာသူကတော့အာဆီယံကတော့ဒီတိုင်းရှိနေမယ်ဒါပေမဲ့ပြောင်းလဲလာအချိန်တွေကိုလိုက်ရညီတွေ့ဖြစ်ဖို့လိုရဆိုပြီးပြောသွားခဲ့တယ်သူရဲ့မိကွန်းတိုင်းမြမရေပြည်တွင်းပြည်ပမှုအရဆိုင်ရာပြောင်းလဲမှုတွေနဲ့အာဆီယံအတိုင်းဝိုင်းသဘောတရားတွေကိုပါထည့်သွင်းဆွေးနွေးကြတာပါရှီဆက်ကမြမရေကိုဥပမာပြုပြီးအာဆီယံရဲ့မဆုတ်ဖက်အိမ်မူဝါဒလက်တွေမှာစိန်ခေါ်မှုများကြီးရှိနေကြောင်းမိမောင်းထုတ်ပြောဆိုခဲ့တယ် သူရဲ့ဆိုရမစွတ်ဖိုင်မှုအရအာဆီယံကိုလူသားချင်းစာနာထောက်ထားမှုကိုညီပေးခြင်းတို့မှအကြက်တဲတွေတွင်ဆွေးနွေးမှုတွေလည်းကိုကြောမှုရဆိုင်အကျဉ်းတို့ကနေဒါစီယာမျိုးမဖြစ်တဲ့ data တွင်ကြိုးစီပါတွေကိုအထောက်အကူပြုမဲ့အပြုသဘောဆောင်တဲ့ပူပေါင်းဆောင်ရွက်မှုတွေကိုခွင့်ပြုတင်တယ်လို့ဆိုတယ်မြန်မာရေးနဲ့ပတ်သက်လို့ရှီဟာဆက်ကတည်ငြိမ်ပြီးတော့စီးလုံးတဲ့မြန်မာနိုင်ငံဖြစ်ပေါ်လာစေဖို့ဆန္ဒရှိကြောင်းပြောဆိုခဲ့ပြီးမကြမီချင်းမမစင်ကောင်စင်ရေကောက်ပွဲတွေကိုပို့ပြီးကျယ်ပြန့်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့တစိ့တစ်ပိုင်းအဖြစ်မှတ်ယူကြောင်းခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရမြမပြည်သူလူထုကကိုယ်တိုင်ဦးဆောင်တဲ့ဆွေးနွေးပွဲနဲ့ပြည်လဲတင်းမြေကြီးကပဲစောင့်ကြည့်ပေးနိုင်မယ်လို့ပြောတယ်။တအားဖြင့်ငြိမ်းချမ်းရေးကိုပြည်တွင်းနိုင်ငံအကျိုးအမြတ်အတွက်အသုံးချခြင်းမပြုတင်ကြောင်းထပ်လောင်းပြောဆိုထားပြီးထိုင်းနိုင်ငံအနေနဲ့မြန်မာနိုင်ငံကအစုအဖွဲ့တွေအားလုံးကြောင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုအဆင့်ပြကူညီပေးဖို့အသိရှိကြောင်းပြောဆိုတယ်။အာဆီယံအတွင်းနိုင်ငံလိုက်ကျိုးစီးပွားရေးတောင်း ဒေသဆိုင်ရာအစွန့်အပူပတ်မှုတွေထက်ဦးစားပေးလွန်နေရလို့ဝန်ခံထားပြီးဖို့မှုပြင်းထန်တဲ့ပထဝီနိုင်ငံပြိုင်ဆိုင်မှုတွေကအဖွဲ့ဝင်နိုင်ငံတွေကိုပတ်လိုက်ဖို့ဖိအားပေးနေတာဟာဒေသရဲ့စီလုံးရေးကိုပြုတ်ကွဲစေလို့ထောက်ပြပြောဆိုတယ်။အာဆီယံဆန္ဒတညီတညွတ်ထဲနဲ့မစွန့်ဖက်မှုဝါဒရည်နဲ့ပတ်သက်လို့သူကပို့မှုပြောင်းလဲပြောင်းလဲပြင်လဲကျင့်သုံးတဲ့နယ်လို့ပြောဆိုခဲ့ပြီးသုံးမွေဆိုင်လိုရန်တရားတွေလို့စံသက်တာသို့မဟုတ်ပုံမှုပြတ်တာလို့ဆောင်ချက်တွေကိုပြုတ်လုပ်နိုင်မှုအရေးပေါ်ခြေနေမှာအာဆီယံကုဌာကုံအခွင့်အာဏာပေးရခြင်းနဲ့ထည့်သွင်းစဉ်းစားတင်ကြောင်းပြောခဲ့တယ်။ တဆက်တည်းမှာပဲအာဆီယံဟာနိုင်ငံတွေစုစည်းတာတသက်မဟုတ်ပဲစစ်မှန်တဲ့ပြည်သူ့ဗဟိုပြောအတိုင်းဝန်တစ်ခုဖြစ်လာမှာဖြစ်ကြောင်းကိုလည်းအလေးနက်ပြောသွားခဲ့ပါတယ်။ဆက်လက်ပြီးမလေးရှားနိုင်ငံသားဝင်ကြီးမြန်မာနိုင်ငံကိုလာရောက်မြန်မာနိုင်ငံထိပ်တန်းကောင်းဆိုင်ပိုင်းနေနဲ့တွေ့ဆုံဆွေးနွေးရေးမလေးရှားနိုင်ငံသားဝင်ကြီးဒါတိုစီမိုဟာမက်ခါဆန်မြန်မာနိုင်ငံကိုရောက်ရှိနေကြောင်းမလေးရှားနိုင်ငံသားဝင်ကြီးဌာနကကြေညာတယ်။ ယာယီသမရဗိုလ်ချုပ်မူကျင်းမြောင်းလိုင်းဝန်ကြီးချုပ်ဦးညွှန်းစောင်းနဲ့တွေ့ဆုံသွားမှာဖြစ်ကြောင်းမိုဟာမက်ခါဆန်ကလူမှုမီဒီယာမှာဖော်ပြတယ်။အလို့သဘောထားအတွက်တရားကြံခင်ကျင့်တွင်စစ်ကောင်စီနိုင်ငံသားဝန်ကြီးဦးတန်းစင်နဲ့လည်းတွေ့ဆုံဆွေးနွေးတော့ဖို့ရှိရလို့မိုဟာမက်ခါဆန်ကပြောတယ်။နေပြည်တော်ကမထွက်ခါကွေမလေးရှားတော်ဝင်လေးတဲ့အခြေဆိုင်စကန်ကနေတပ်ပုံတင်ပြီးမြန်မာနိုင်ငံခီးစဉ်ကိုစတင်ကြောင်းသူကကြေညာခဲ့ရဖြစ်တယ်။ အဓိကဆွေးနွေးမယ့်ကိစ္စရင်းမှာဂျပန်တိုက်ခိုက်မှုရဲ့တန်ရင်လူသားချင်းစာနာထောက်ထားမှုကူညီတာဆီမရှိပေးဖို့ခွင့်ရရှိရတော့ပါဝင်တယ်လို့မလေးရှားနိုင်ငံကြိုင်းဝန်ကြီးဌာနကဖော်ပြတယ်။မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်သက်ဆိုင်အဖွဲ့အစည်းအားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေဖြစ်ပေါ်လာစေဖို့လည်းမလေးရှားနိုင်ငံကြိုင်းဝန်ကြီးကတိုက်တွန်းသွားမယ်လို့ဆိုတယ်။မလေးရှားအနေနဲ့မြန်မာနိုင်ငံပြဿနာကိုဖြေရှင်းဖို့ဂျိုဘက်မှာသက်ဆိုင်အဖွဲ့အစည်းအားလုံးနဲ့ဆက်လက်ဆက်ဆက်ညှိနှိုင်းသွားမှာဖြစ်ကြောင်းကြေညာချက်မှာဖော်ပြတယ်။ ဆက်လက်ပြီးကြိုက်ထုံမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဖမ်းဆီးဝင်ခြင်းမှုပုံများလာမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်အတွင်းမှာစစ်ကော်မရှင်တပ်အခန့်တက်တဲ့ရဲတပ်ဖွဲ့ဝင်တွေဖမ်းဆီးဝင်ခြင်းမှုပုံများလာတယ်လို့ဒေသခံတွေကပြောတယ်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကအော်တိုဝါလာစံပိုင်းကစားလို့ကြိုက်တော်ကော့ထင်ကျဲရလမ်းပိုင်းတောင်ပိုင်းရက်ကွက်တိုင်ကော်ကျဲရလမ်းပိုင်းပါဝင်ကျဲရချင်းဆက်လမ်းပိုင်းဒီမှာဖန်ဆင်းဝင်ညမှုရေလောက်ဆောင်နေတယ်။အဲလိုဖန်ဆင်းဝင်ညရမှာတော့အမျိုးသားနေရာဆိုင်ကတူစင်းနေတာပြင်ဒေသနေရာအမိတ်ဖောက်ပြတဲ့ဆွဲဆွဲချက်တွေနဲ့လူငယ်တွေကိုအဓိကပြစ်မှတ်ထားပြီးဝင်ညမှုရေလောက်ဆောင်နေရဖြစ်တယ်။ ဖန်စီခံရသူတွေကိုတအုပ်လျင်ကျန်းဆယ်သိန်းကနေ350တီတောင်းခံရရှိနေပြီးငွေမပေးနိုင်တဲ့သူတွေကိုစစ်မှုထမ်းတပ်သားစုဆောင်းနိုင်ရှိနေပါတယ်။ဒေသခံတွေရဲ့ပြောပြခြင်းအခုရကပိုင်းတွင်တိုင်ကော်ကော့ထင်းခလွန်ကြိုက်ကတာကြီးအားနဲ့ကော့ဆန်တိုင်းရက်ကွက်တောင်မရက်ကွက်တွေကလူငယ်တွေ20နီးပါးဖန်စီငွေညစ်ခံတာလူတီရတယ်။ဖန်စီငွေညစ်မှုကနေရရှိလာတဲ့ငွေတွေကိုတော့စစ်တပ်ရဲ့ပအဝင်စစ်မှန်ဆိုင်လုံးကြော်ရေးဖွဲ့ဝင်တွေအချို့ကြခွဲဝေးရလို့ဆိုတဲ့ ပြည်ကစတင်မာလာတုံးကလည်းကြိုက်ထုံမျိုးနဲ့ငပြောတော့ကြရရှိရွှေလောကတွေကိုစစ်ကောင်ဖြစ်တဲ့ဝရောက်စင်းနေပြီလူ90နီးပါးဖန်စီတော့ကငွေပေးနိုင်သူချွတ်ပြန်လွတ်လာပေမဲ့အများစုကစစ်မှုတွေတင်တဲ့ပို့ခံလိုက်ရလို့သိရတယ်။ဆက်လက်ပြီးနိုဘယ်ငြိမ်းချမ်းရေးဆုမရရင်ထရန့်ဘလို့တုတ်ပြန်မလဲဆိုတော့နော်ဝေဆိုရင်နေတကယ်လို့အခုနဲ့နိုဘယ်ငြိမ်းချမ်းရေးဆုကိုမရခဲ့ဘူးဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဘကဘလို့တုတ်ပြန်လာမလဲဆိုတာနဲ့ပတ်သက်ပြီးနိုဝေနိုင်ငံမှာဆွေးနွေးမှုတွေရှိနေတယ်။ကမ္ဘာပေါ်မှာဂုံတိတ်ခါကြီးဆုံးနိုင်ငံရေးဆုတစ်ခုဖြစ်တဲ့နိုဘယ်ငြိမ်းချမ်းရေးဆုကိုရွေးချယ်ပေးလို့ရှိတဲ့နော်ဝေနိုဘယ်ကော်မတီက အခုနေ့အတွက်ဘသူကိုဒါမှမဟုတ်ဘဲဖွဲ့စည်းကိုစုပေးမယ်ဆိုတာအခုသတင်းပတ်စောပိုင်းမှာကလည်းအဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ပြောကြားခဲ့တယ်။နိုဘယ်ငြိမ်းချမ်းရေးဆုရမယ့်သူကိုတော့အော်တိုဘလ10နေမှာတရားဝင်ကြေညာပြီးဒီဇင်ဘာကျရင်ဆုချင်မြင်မှာဖြစ်တယ်။ထရန်ဟာနိုဘယ်ငြိမ်းချမ်းရေးဆုကိုရလို့ကြောင်းပြောကြားထားဘူးလို့သူရဲ့အတွင်းစီတိုင်ဝန်ကလည်းသမ္မတကတေချာပေါင်းဆုရတဲ့နယ်ဆိုတာမျိုးကြည့်ကြဲလောင်းလောင်းတွန်းအပ်ပေးထားကြတယ်။ ထရန်ကသူဟာသမနာသက်တမ်းနှစ်ကြိမ်တွင်စေရေးပလီပါခုနှစ်ခုထိရပ်တန့်ပေးထားခဲ့ကြောင်းကြေကြော်ထားတယ်လို့လောလောလတ်လတ်အနေနဲ့ဂါဇာကမ်းမြောက်ဒေသမှာအစ္စရေးနဲ့ဟာမတ်စ်ကြားကစစ်ပွဲကိုဆုံးသက်စေဖို့ကနေဥစဉ်သဘောတူညီမှုတွေရရှိအောင်ကြောင်းဝင်ညှိနှိုင်းပေးထားပါတယ်ထရန်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုရရှိအမေရိကန်ဘက်ကအရေးမှွှတ်တွန်းပေးမှုတွေကလည်းပိုအားကောင်းလာပြီးအော်တိုဘလတ်ရှယ်နေ့မှာတော့အင်ဖြူတော်ကထရန်ကိုငြိမ်းချမ်းရေးသမ္မတလို့ညွှန်ရေးသားထားတဲ့ပုံကို Facebook ပေါ်မှာတင်ထားခဲ့ပါတယ် ထရန့်ကအမေရိကန်ကိုလွန်ခဲ့တဲ့ဥတီချက်တစ်ခုစီတွန်းပို့နေကြောင်းသူကလွတ်လပ်စွာပြောဆိုခွင့်ကိုထိပါတိုက်ခိုက်ခဲ့တယ်လို့လက်ဝဲရဲတွေကိုမျက်နှာဖုံးနေတက်ခိုင်းပြီးနှိကင်းကြောင်တောင်လူတွေကိုပြန်ပေးလိုက်ဆွဲခိုင်းနေကြောင်းတရားရုံးနေတဲ့ယက်တီချက်ခိုင်းမာတဲ့ဖွဲ့စည်းရေးကိုလည်းဖိနှိပ်ဖြုန်ခွင်းနေကြောင်းဒီလိုထိလဲရှာလဲဖြစ်ပြီးအာနာရှင်ဆန်နဲ့သမရမျိုးနဲ့ရင်ဆိုင်ရမယ်ဆိုရင်တော့ဝေအနေနဲ့အရာရာအတွက်ကြိုးပမ်းထားမှာဖြစ်ကြောင်းပြောတယ် အမေရိကန်မှာနိုဘယ်ငြိမ်းချမ်းရေးဆုကိုနောက်ဆုံးရထားတဲ့သမ္မတကတော့ဘားရက်အိုဘားမားပါ2009ခုနှစ်တုန်းကအိုဘားမားသူ့ရဲ့ထူးခြားပြောင်မြောက်တဲ့တန်တမာရေးအစီအမံတွေလူသားတွေကြားပေါင်းကူဆက်သွယ်ပေးဖို့အထောက်အမှုတွေအတွက်နိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့တာဖြစ်တယ်ဆလာဘီဘမောမြို့တွင်ရှိစစ်တပ်တပ်ဆွဲတာနေရာ၅ခုထပ်မင်းကို KI ပူပေါက်တပ်တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်ထားပြီးတပ်ပြဲထိုးစစ်ဆင်နေကချင်ပြည်နယ်ဘမောမြို့မှာစစ်တပ်ကတပ်ဆွဲတာနေရာ၅ခုထပ်မင်းကို KI ပူပေါက်တပ်တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်ထားပြီးတပ်ပြဲထိုးစစ်ဆင်မှုလောက်ဆောင်လျက်ရှိကြောင်း KI ရှင်းတဲ့သတင်းမြစ်ကပြောတယ် အော်တိုဘားလာရှိရနေနဲ့အော်တိုဘားလာကိုရနေတို့မှာစစ်တပ်ကနေရာယူထားတဲ့ပုံမှာမြို့မှာနေရာချို့ကို KI ပေါင်းတပ်တွေကတကြောပြန်ပြန်လဲတိုက်ခိုက်သိမ်းပိုက်ပြီးတံပြန်ထုတ်ဆစ်စင်လာနိုင်ကြောင်းသိရတယ်။ စစ်တပ်ကဗမာမျိုးကိုတာစီဆုံမှုနိုင်ပြီးဝါဒဖြန့်တဲ့နေကိုထုတ်ပြန်လျက်ရှိတော်လဲလက်တွေ့မှာစကားက27တဲမှာသာစစ်တပ်ကအခြေပြုပြီးခုခံစစ်ဆင်နေခြင်းဖြစ်ကြောင်းဗမာတမျိုးလုံးတိုင်းတာနဲ့တော်လိုင်းတက်တွေကဆုံမှုထားနိုင်ကြောင်းတော်လိုင်းရှိတဲ့တဲ့မြေကပြောတယ်ဗမာမျိုးသိန်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလကစတင်ပြီး KI ပူပေါင်းတက်တွေကဆင်နေလာခြင်းဖြစ်ပြီးယခုအခါ17လကျော်ကြာကြာမြင်လာပြီးပဲဖြစ်ပါတယ်နားဆင်ဟောပြကြရတဲ့အထူးပင်ကျေးဇူးတင်ရှိပါတယ်